ိုးရှိရှိတုန်းကမိထီလာပြည်မှာမဟာဇနကမင်းကြီးထီးနန်းဆိုးစင်လည်းရှိတယ်။မင်းကြီးမှာသားတော်နှစ်ပါးရှိပြီးမင်းကြီးနဲ့ရဆန်တဲ့အခါသားတော်ကြီးအရိန္ဒဇနကကထီးနန်းဆက်ခံခဲ့ပြီးညီတော်ပေါ်လာဇနကမင်းသားကိုအင်းရှိရအနှံ့ခဲ့တယ်။အင်းရှိမင်းသားပေါ်လာဇနကကိုချောက်ချလို့တဲ့အမတ်တယောက်ကအရိန္ဒဇနကမင်းကြီးထံခါစားပြီး ိမ်ရှိမင်းသားကထီးနန်းလူရဲ့ဉာဏ်စီနေပါတယ်လို့ကုံချောစကားအချိန်ချိန်ပြောဆိုတယ်။မင်းကြီးလည်းကုံချောစကားကြားပံများလာတဲ့အခါညီတော်တန်တရားဝင်လာပြီးဖန်စီချုံအောင်လိုက်ဟောလာစနေကလည်းလူယုံတရားကိုညီနေအချုံအောင်မှလွံ့မြောက်သွားပြီးရွာငယ်စနေပုတ်သူထွက်ပြေးသွားခဲ့တယ်။အဲဒီနောက်လူသူလက်နဲ့စုယုံပြီးနောင်တော်အားစစ်ပြုလာပါတယ် စစ်ပွဲမှာနောင်တော်အရိနာသနကမင်းကြီးစိတ်ရှုံးတာနေရဆန်ခဲ့ပြီးမင်းကြီးရဲ့မိဖုရားကြီးဟာကိုဝင်အေးမှနဲ့ထွက်ပြေးခဲ့ရတယ်။ခုံလေကြီးတစ်စင်းနဲ့လိုက်သွားပြီးရွာတရွာမှာမထင်မရှားနေထိုင်ကမင်းသားလေးတို့ကပေါမြင်ခဲ့တယ်။မင်းသားလေးကိုအဖိုးဖြစ်သူရဲ့နာမည်အတိုင်းမဟာသနကလို့အမည်ပေးခဲ့တယ်။မင်းသားလေးတည်တတ်တဲ့အရွယ်ရောက်တော့ ဖခင်အကြောင်းမယားမကမိရဲ့အတွက်မိထီလာပြည့်ရှင်အရိဏသနကမိကြီးဖြစ်ကြောင်းပြောပြလိုက်တယ်။မဟာသနကမိသားလေးဟာဖခင်ရဲ့ရာရာကိုဦးကြီးတော်ဟောလာသနကထံမှာ ပြန်လည်ရယူလို့စိတ်ပြင်းပြနေတဲ့အတွက်ဒီပြားကြီးဟာပါလာတဲ့ရွှေငွေရည်နာချို့ကိုရောင်းချပြီးမိသားလေးဟာဒီတာပါမောကဆရာကြီးထံအနန္တအထာရဒပညာမှန်သင်ကြားစေခဲ့တယ် ငါကနကမင်းသားလေးဟာဇေလုံးလကြီးသူဖြစ်တာကြောင့်စာပေနဲ့တိုက်ခိုက်ရေးပညာရဲ့များကိုအခြားသူများထဲတာလုံးတကြွခဲ့မဟာကနကမင်းသားလေးဆောင်းနေပြတဲ့အခါမိခင်တန်ခွင့်ပန်ပြီးကုံတယ်လေးများနဲ့လိုက်ပါကမိတိလာပြီးကိုစနေနဲ့ထွက်ခဲ့ကုံတယ်လေးကြီးဟာပင်လေရွက်လင့်လာပြီးခုနှစ်ရက်မြောက်နေမှာတော့ မုံတိုင်းတစ်ခုနဲ့ကြော်ပြီးနင်းမြုပ်သွားပါတော့တယ်။လေဝန်းထဲကိုရေတွေဝင်လာတဲ့အခါလေဘွားကုံတယ်နဲ့လေရိုးသားတွေကစောက်တီးရမယ်ကိုကျွေးမိတမ်းကြပြီ။ချိန်မကန်မီလက်မကန်မီဖြစ်ကလေနဲ့တူနင်းမြုပ်သေးဆုံးပုံရပြီ။ငါးတရဝါတို့ရဲ့အစာဖြစ်ကုန်ရတယ်။မဟာဇနကကတော့စီဦးထောဘတ်တို့ဝမ်းဝအောင်စားပြီးရေဘူးနဲ့ပြင်းချက်ကိုယူဆောင်တာ။ လေမလွတ်ရလို့ခုံချရပြီပင်လေရဲ့နိုင်ကျိုးသာကုခတ်ပါတော့တယ်ခုနှစ်ရက်တိုင်းတိုင်းပင်လေရဲ့မှာကုခတ်နေခဲ့ပြီမဲ့ကျုံတကျုံမှလည်းမတွေ့သလိုဖြတ်သွားဖြတ်လာလေသင်္ဘောတွေလည်းမတွေ့ရပါဘူးစားရည်သာလည်းမစားရတဲ့အပြင်နေရလည်းပူပြင်းတာကြောင့်အိုင်းအချီးနေလာပြီမဲ့မလျှော်ရဲဆိုရင်လည်းဆက်လက်ကုခတ်နေခဲ့တယ်နေဘူးတန်ကြောင့်ခေါင်းလည်းမူးမိုက်လာတဲ့အချိန်မှာ ဝေးကလင်းမိုင်တအောင်ကူးခတ်လာတာကိုသူလမ်းတွေးလိုက်ရပါတယ်။သူမျက်စိတွေဝေဝါးလာပြီးအိပ်ပြုံမသွားခင်မှာလင်းမိုင်တကောင်ကိုစီးလာတယ်။မိမပြူတယောက်ကိုလမ်းမြင်လိုက်ရတယ်။မိမပြူဟာသူ့နာရောက်လာပြီးသူနဲ့စကားတွေပြောဆိုခဲ့တယ်။မိမပြူကတင်လူသားကျွန်တော်ဟာသမုတ်တရားကိုစောင့်ရှောက်တဲ့မင်းမိခလာနဲ့သမီးဖြစ်ပါတယ်။ ကမ်းမမြင်လမ်းမမြင်ပင်လယ်ကြီးထဲမှာမိတို့ပင်ကြိုးစားကူခတ်နေဦးများနဲ့ကမ်းတို့မရောက်နိုင်အဘယ်ကျိုးကိုမြင်လို့အသင်ကူခတ်နေရပါသလဲလို့မေးခဲ့တယ်။ငါစနကမင်းသားအသင်နဲ့သမီးကမ်းတို့မရောက်နိုင်ဟုမှတ်ယူကပြုအပ်သောလုံလောက်ကိုမလျှော့သင့်ပေ။လုံလောက်မပြုခဲ့သောသင်္ဘောသားတို့သည်လေနှမြုပ်ရနိုင်ပင်အသက်ဆုံးမခဲ့ကြလိမ့်မည်။ကျွန်ုပ်က မလျှော့တော့လုံလနဲ့ဂုခတ်နေတဲ့အတွက်လူသားမန်တို့မြင်ရခဲ့တော့တင်းနဲ့သမီးကိုပဲမြင်တွေ့ခဲ့ရပြီးကျွန်တော်ပြုအပ်တော့လုံလာသည်အချီးနီမဖြစ်ပေလို့ပြောဆိုပြီးဆက်လက်ဂုခတ်နေခဲ့ရမှာအိုင်းကောင်ခံပြီးမိမျိုးသွားခဲ့တယ်သူနိုးလာတဲ့အခါကံစက်တခုကကြောက်ဖြာပေါ်မှာရောက်နေတာတွေ့ရတယ်။ထိုအချိန်ကမိတိလာပြီးမှ ဘောလာဇနကမင်းနဲ့ရဆံပြီးမူကြီးမရာတွေဟာမင်းကြီးမှန်ကြခဲ့တဲ့အချိန်မင်းလုံးရှာဖွေနေခြင်းဖြစ်တယ်။ဘောလာဇနကမင်းကြီးမှာဒီဝလိဒေဝီဆိုတဲ့သမီးတော်တပါးသာကျန်တဲ့အတွက်မင်းကြီးကဘိုးကြီးတစ်ထောင်တင်မရတဲ့လေးကိုတင်နိုင်သူ36လုံးသောရှေးဦးကိုဖော်နိုင်သူကိုသမီးတော်နဲ့လက်ဆက်စီပြီးဒီနဲ့အနည်းငယ်မှာကြားခဲ့တယ် မူမတ်တို့လည်းဖုတ်သွင်းရတာပေါ်မင်းမြောက်တစားတို့တင်ဆောင်ပြီးအစီရင်ပြုလုပ်တာလွတ်တဲ့အခါမှာမဟာသနကမင်းသားရှိရာကြောက်ပြနိုင်ရတတ်တော့ခဲ့တယ်။မူမတ်တို့လည်းမင်းသားကိုနန်းတော်သို့ခေါ်ဆောင်လာခဲ့ပြီးခုနှစ်ရပြည့်တဲ့အခါမိကြီးမှလာခဲ့တဲ့ပု္ပ္ပာတို့မိမြန်ဆန်တတ်ကြတယ်။မဟာသနကမင်းသားဟာဒီတော့အလွယ်တကူတင်နိုင်ချနိုင်ပြီး ားခင်မင်းကြီးလက်ထက်ကမြုံနံထားတဲ့ရွှေဦး၁၆လုံးကိုလည်းပေါ်ယူနိုင်ရဲ့အတွက်ဒီဝလီဒေဝီမင်းသမီးနဲ့ထိမ်များပြီးမြင်းဖြစ်တင်မြောက်ခဲ့ကြတယ်။မဟာဇနကမင်းတီနဲ့တက်ပြီးတော့ရွာမမီးကိုမင်းကြီးများလွတ်ပြီးနန်းတော်ကိုခေါ်ယူခဲ့တယ်။မဟာဇနကမင်းဟာဒီနန်းစိုးစားပြီးတနေ့တစ်နေ့ဘူးရင်တော်တို့ထွက်ရတယ်။ အတီးများလိုင်လိုင်တီးနေတဲ့တရက်ပင်ကိုတွေ့တော်မူတယ်။မင်းကြီးလည်းတရက်ဒီတလုံးကိုခူးယူသုံးဆောင်ပြီးချိုမိန်လာတဲ့ပြင်မင်းချင်းတို့အားလည်းခူးယူစာသုံးကြလေလို့မိန်ချပြီးဆက်လက်ထွက်ခါတော်မူတယ်။ညနေဝီရင်တော်မှာပြန်လာတဲ့အခါမနေ့ကအတီးများနဲ့ဝေစာတင့်တယ်နေတဲ့တရက်ပင်ကြီးဟာဒီကိန်းတွေများချိုးပဲပြည့်စည်တဲ့ရှိတာတွေ့ရတယ်။အနီးနာကဒီမတီးတဲ့တရက်ပင်ကတော့ ပကတိတိုင်းခက်လက်များနဲ့ဝေစားနေတာကိုတွေ့ရတဲ့အခါငင်းကြီးလည်းစင်ငင်မိခဲ့တယ်။ဤပင်ကအတီးတီးဟုသောတမ္မဖွယ်လို့ကြောင့်လူတို့ဖြစ်စီခြင်းကိုခံရပေသည်။အတီးမတီးသောအပင်ကဖြစ်စီခြင်းကိုမခံရခြင်း။ငါသည်လည်းငင်းကြီးစင်ဟုသောတမ္မဖွယ်ကိုဖက်တွေ့ထားလျက်ရန်သူတို့၏ဖြစ်စီခြင်းကိုကြောက်ကြနေရပေသည်။မင်းစည်းစိမ်ကိုစုံ၍တောရဲသို့ထွက်ကား ယသိဟံပြုလင်ချောင်းကြမဲ့သောချမ်းသာစေကိုရပေလိမ့်မည်လို့ဆင်ခြင်ပြီးဒီနံကိုဆုံးတာတော်ထွက်ယဟံပြုသွားပါတော့တယ်